ားလုံးပဲမင်္ဂလာပါရှင်အခုဒီချက်သွားမယ့်ဟာက Great Dane Chemistry ပေါ့နော် Chapter 5 Nanomaterials Oxygen Carbon and Halogen မှာမှာ Chapter 5.3နောက်ဆုံးပိုင်းလေးပေါ့နော် Halogen အပိုင်းလေးပဲဖြစ်ပါတယ် halogen စားတဲ့ dihydro halogen ရဲ့ atomic number เนาะ periodic table မှာဆိုရင် dihydro halogen ဒီ group block မှာရှိပါတယ် group 7မှာရှိပါတယ်ဒါဆိုရင် dihydro က halogen ကဘာတွေလဲဆို F2 Cl2 Br2 I2 ဒါကတော့ dihydro symbol အရရေးထားတာပေါ့เนาะသူ့ရဲ့နာမည်တွေကတော့ fluorine chlorine bromine iodine သူတို့တွေကတဲ့ halogen စီရတဲ့ diatomic molecule ဆိုတာက atom နှစ်ခုပါရှိရဲ့เนาะ molecule အမျိုးအစားဖြစ်ပါတယ်တဲ့ဒါဆိုရင်ဒီမှာကြည့်လိုက်ပါ F မှာဆိုရင်လည်း fluorine atom လေးနှလုံးပါတယ် F2 Cl2 ဆိုတာလည်း chlorine atom လေးနှစ်ခုပါတယ် bromine Br2 ဆိုတာလည်း Br atom လေးနှလုံးပါပြီးတော့ iodine မှာလည်း I2 ဆိုရဲပါပဲလဲ iodine atom လေးနှစ်ခုပါရှိပါတယ်ဒါဆိုရင်ဒီကျွန်တော် fluorine နဲ့ chlorine နေအားတဲ့ are gases fluorine chlorine တွေကကြတော့ gas အမျိုးအစားဖြစ်ပြီးတော့ bromine ကကြတော့ is a liquid ဟုတ်ပြီနော် liquid ဆိုတာကကြတော့ teacher တို့အရေးအမျိုးအစားဖြစ်ပါတယ် and iodine ကကြတော့ it's a solid at room temperature အခန်းတွင်းပူချိန်မှာတော့သူကအဆိုင်အခဲဖြစ်ပါတယ် they are electronegative element သူတို့ဒီ teacher တို့ရဲ့ပြီးတော့ periodic table မှာဆိုရင် group 3ရဲ့အထက်ဘက်မှာရှိရ group 7မှာရှိရအတွက်သူတို့ဒီ electronegative element အမျိုးအစားတွေဖြစ်ပါတယ် sinks ဒါကြောင့်မလို့ essential electronic structure သူတို့ကို teacher တို့ပေါ့နော် essential electronic structure halogen တွေကိုရေးမယ်ဆိုရင် ns2np5 လို့ ို့ရေးပါတယ်ဥမာဆိုပါစို့ teacher ရော F2 ရဲ့เนาะ F2 ပေါ့เนาะ F2 ဆိုတာက teacher ကဒါကသူ့ရဲ့ symbols လေးနဲ့เนาะဟိုဟာ molecule ကိုရေးပြထားတာပါ atomic number က F9 F9 ဆိုလို့ရှိရင် teacher ရော essential electronic structure ရဆိုလို့ရှိရင် 1s2 2s2 2p5 မှာရှိပါတယ် ဟုတ်ပြီနော်ဒါဆိုရင် NS2 NP5 ဆိုတာဒါကိုပြောတာပါ S2 P5 ဟုတ်ပြီနော် and နေရာမှာကျတူးလဲလာနိုင်တယ်3လဲလာနိုင်တယ်ပေါ့နော်သူရဲ့ shell stage ကအဲ့လိုပဲ tetraro chlorine Cl2 ဆိုရင်လည်းအဲ့တိုင်းမှာပဲသူဒီဘာဖြစ်မလဲ 3S2 3P5 မှာရှိပါတယ် ညမလားအဲ့လိုပဲ bromine iodine ကလည်းဒိုနီလက်ကောက်ပါပဲရမယ်နော်ဒီချက်ကဒီ NS2 နဲ့ NP5 ကိုမြင်အောင်ပြောပြတာပါ they are very reactive တဲ့သူတို့တွေကအလွန်ပါပြက်လဲ reactive ဆိုတာကတပြုတ်လွဲပါတယ်တဲ့နော် amen than အဲ့ထဲမှာဆိုရင်ね fluorine is the most reactive ဖြစ်ပါတယ် fluorine ကတော့အကောင်ဆုံးတပြုတ်မှုအကောင်ဆုံးဖြစ်ပါတယ် that none of the halogen can be found in nature in their elemental form ဟုတ်ပြီနော်အဟေလိုဂျင်တွေပေါ့နော်ဟေလိုဂျင်တွေကို can be found in nature nature ဆိုတာကတဘာဝမှာဆိုရင်နော် in their elemental form ဆိုတာ elements အနေနဲ့ပေါ့နော်တွေ့နေရတာရှိတယ် they are found at တဲ့ဘလိုမျိုးလဲဆိုတော့ source of the halide ဟုတ်ပြီနော် teacher တို့သင်ခန်းစာဆက်စာခြင်းမှာလဲဟေလိုဂျင်ဒီ soft form မှာလို့လဲပြောထားတယ်ဒီပုံလေးကတော့ teacher တို့ fluorine chlorine bromine iodine ပေါ့နော် fluorine chlorine bromine iodine ကိုဒီထဲရောပြထားတာပါ more reactive ဆိုတာအပေါ်ကနေပြီးတော့အောက်ကိုပေါ့နော်အာ fluorine ဒီပို့ပြီးတော့ reactive ပေါ့နော်ဓာတ်ပြုအဖြစ်ဆုံးပစ္စည်းဖြစ်ပြီးတော့ iodine ဒီ less reactive ဖြစ်ဆုံးဖြစ်ပါတယ် intensity of color သူကတော့ color လေးညီနေချိန်ပြထားတယ် increase from light to dark ပေါ့နော်အာတဖြည်းဖြည်းနဲ့ဘာဖြစ်တာလဲလင်းရာကနေပြီးတော့ dark ဖြစ်သွားတယ်ဘတ်တီးတဲ့နော် more reactive ကနေ less reactive ကိုသွားတယ်ဆိုတဲ့အကြောင်းဖော်ပြထားခြင်းဖြစ်ပါတယ် ။ဒါဆို teacher တို့ preparation ဟေးလို့ခြင်းဟေးလို့ခြင်းကို teacher တို့ preparation ပေါ့နော်ထုတ်ပေါ်ဖို့မယ်ပေါ့နော်။အဲဆိုရင် in the laboratory ရဲ့ teacher တို့ဓာတ်ခွဲကမှာဆိုရင်ねဟေးလို့ခြင်း it's propelled by heating sodium or potassium halide with magnesium oxide and concentrated sulfuric acid ။ teacher တို့တဲ့ဘာဖြစ်လဲ sodium သို့မဟုတ် potassium halide တွေပေါ့နော်။ဘာနဲ့လဲဆိုတော့ magnesium oxide အပါဝင်ပေါ့နော်။ magnesium oxide နဲ့အတူ sodium သို့မဟုတ် potassium halide တွေကို heating ဆိုတာကအပူပေးခြင်းနည်းဖြင့်ပေါ့နော်။ เนาะဒါဘာပေါင်းဆက်မလဲပြီးရဲ့အခါကျတော့ concentrated sulfuric acid sulfuric acid အပြင်စာပေါင်းဆက်ပြီးရောမှာဘာဖြစ်တာလဲအပူပေးခြင်းနည်းဖြင့် halogen ကိုထုတ်ပေါ်ပါမယ်တဲ့ကဲဒါဆိုရင် activity 2အနေနဲ့သူကတော့ preparation of chlorine chlorine ထုတ်ပေါ်ခြင်းပေါ့ chlorine it's propel from the mixture of sodium chloride chlorine ကို propel ဆိုတာကထုတ်ပေါ်ဖို့အတွက်ဆိုရင်ဘယ်ကနေထုတ်ပေါ်မလဲဆိုတော့ from the mixture of sodium chloride sodium chloride ဒရနောကနေမှာဘာဖြစ်လဲထုတ်ပေါ်ပါမယ်တဲ့အဲ့ဒါကို magnesium 4 oxides and concentrated sulfuric acid ပေါ့နော် on heating concentrated sulfuric acid ကိုပေါင်းပြီးတော့အပူပေးခြင်းနည်းဖြင့်တဲ့ chlorine ကိုထုတ်ပေါ်မယ် it is colored by the upper displacements of a လေကိုအထက်သို့ဖယ်ထုတ်သောနည်းဖြင့်သူကဘာလုပ်တာလဲစုဆောင်းပါတယ်တဲ့ because အဘဲကြောင့်ဆိုတော့ it is slightly soluble in water သူကရေမှာအနည်းငယ်များပြုံဝင်တဲ့အတွက်ကြောင့်လေကိုအထက်သို့ဖယ်ထုတ်သောနည်းနဲ့အဲသူကဘာလုပ်မလဲစုဆောင်းမယ်ပြီးတော့ and heavier than a လေထ က်လဲသူကပါပြလေလေးလံတဲ့အတွက်ကြောင့်မလို့ပါတဲ့ပြီးတော့ due to is not greenish yellow color သူဒီသိန်းဝါရောင်ပေါ့နော် color လေးဖြစ်ပြီးတော့ it can be seen easily သူကိုအလွယ်တကူပါဖြစ်တာလေမြင်နိုင်ပါတယ်တဲ့ one the gas jar is full of chlorine gas ဟုတ်ပြီနော် gas jar ထဲမှာတဆုကြည့်တော့တဲ့မှာကျွန်တော် full of chlorine gas ပေါ့နော် chlorine gas တွေပြည့်သွားပြီဆိုတာကိုအလွယ်တကူမြင်နိုင်ပါတယ်တဲ့ဘာကြောင့်လဲဆိုတော့သူ့ရဲ့ color ဒီ greenish yellow color ဖြစ်တဲ့အတွက်ကြောင့်ပါတဲ့သိန်းဝါရောင်လေးပေါ့နော် နုမြူကာလာလေးကိုပြောချင်တာပေါ့ if required dry เนี่ย6ตัวโบลูอัดတယ်ဆိုရင်ပေါ့เนาะလูอัดတယ်ဆိုရင်တော့ the gas is packs into သူ့ကိုဘယ်တဲ့ကိုဖြတ်တန်းစီမလဲဆိုတော့ concentrated sulfuric acid sulfuric acid ပြင်းအားတွေကိုဘာလို့စီမလဲအဲ့ဒီ gas ကိုဖြတ်တန်းစီခြင်းဖြင့်ဘာလို့လဲ dry gas ကိုရပါမယ်လို့ပြောတာပါ equation လေးကကြတော့ teacher sodium chloride plus ခုနကသူအပေါ်မှာပြောခဲ့တယ်เนาะ mature sodium chloride sodium chloride နဲ့သူပြင်ဆင်မယ်လို့ပြောတဲ့အတွက် sodium chloride plus အဲ့ဒါကိုဘာထပ်ပေါင်းလဲ magnesium oxide လေးပေါင်းထားရတယ်ပြီးတော့ sulfuric acid concentrated နဲ့ဘာလုပ်လိုက်မလဲ on heating ဆိုတော့အပူပေးလိုက်မယ်ဒီမှာ heating เนาะ triangle ဘုံလေးပြထားတယ်ဒါဒီအပူပေးလိုက်ခြင်းအပူပေးတယ် သင်္ကေတဖြစ်ပါတယ်။ Sulfuric acid concentrated နဲ့အပူပေးလိုက်တဲ့အခါမှာဘာထွက်လာလဲဆိုတော့ sodium hydrogen sulfate နဲ့ magnesium sulfate and ဘာလဲ chlorine နဲ့ water အခုဒီချက်တို့အဓိကထုတ်တာက chlorine ကိုထုတ်တာ။ ဟုတ်ပြီနော်အဲ့တော့ထွက်လာတဲ့ product တွေပေါ့နော် product ၄ခုရှိတယ်။ဘာတွေထွက်လာလဲဆိုတော့ sodium hydrogen sulfate ရဲ့ magnesium sulfate plus chlorine plus water ဖြစ်ပါတယ်။ဒါဆို sodium chloride ရဲ့ formula က 2NaCl solid plus magnesium oxide ကကြာရ MnO2 ပေါ့နော်။ solid plus physical state တွေက solid တွေနော် sulfuric acid concentrated concentrated ဆိုတာပြင်ရဖြစ်တယ်ရေမြောရသေးတဲ့အတွက်ကြောင့်မဟုတ်သူဒီ liquid အနေနဲ့ပဲရှိပါတယ် H2SO4 heat equals to ဘာထွက်မလဲဆိုတော့ heat reaction ပေါ့ ်ပေါ့နော်အဲဆို sodium hydrogen sulfate NaH SO4 aqueous plus magnesium sulfate MnSO4 aqueous plus chlorine Cl2 gas plus water 2H2O liquid ဒါကတော့ဒီချက်တို့2တွေကတော့ equation တွေကို product နဲ့ reactant ကိုညှိထားတာပါ ကဲဒါဆိုရင်တချို့ ro property ဆော halogen halogen ရဲ့ဂုဏ်သတ္တိတွေကိုလေ့လာကြည့်ရအောင်အရင်ဆုံး physical properties ကိုကြည့်ရအောင်เนาะရုပ်ပိုင်းဆိုင်ရာအခြေအနေတွေမှာကဲ flooring ကတဲ့ it's a very pale yellow gas เนาะ very pale ဆိုဖြော့တော်တဲ့အဝါရောင်ဖြော့ဖြော်လေးပေါ့เนาะ gas အမျိုးအစားဖြစ်တဲ့ it is the lightest halogen halogen အုပ်စုထဲမှာဆိုရင်အပေါ်ပါဆုံးသောအာဓာတ်ငွေ့ဖြစ်ပြီးရော and exit as highly toxic gas ဒါပေမဲ့ highly toxic gas ဆိုတော့အစိတ်အပြင်းဆုံးလဲအမြင့်ဆုံး တန်ငွေဖြစ်ပါတယ်အစိအပြင်းဆုံးပေါ့နော်တန်ငွေဖြစ်တယ် at it is the most electronegative element သူမှာ electronegative element တွေမြောက်များစွာရှိတယ်ပြီးတော့ it is extremely reactive ပြီးတော့သူကအလွန်ကျွန်းဗာဖြစ်တာလဲအလွန်ကို reactive ပေါ့နော်ဓာတ်ပြုမှုတွေဖြစ်ပါတယ် it react with all moods or other element အခြားသော dressing များနဲ့ ပါပြတာလဲ react debut နိုင်ပါတယ်တဲ့သူက exact ဒါပေမဲ့ဘယ် dressing တွေကလွဲလို့လဲ helium နဲ့ neon ပေါ့နော် noble gas a ဖြစ်တဲ့ helium neon ကလွဲလို့ရှင်အခြားသော dressing တွေနဲ့ဆိုရင်သူကအလုံးနီးပါးနဲ့ debut နိုင်ပါတယ်တဲ့ပြီးတော့ chlorine chlorine it's a pale green gas တိမ်းအောင်ဖြော့လေပြီးတော့ wood choking ဆိုတာကသူကမွန်းကျက်တဲ့အနံ့မျိုးရှိပြီးတော့ unpleasant smell ဆိုတာမနစ်မြို့ွယ်အနံ့ဖြစ်ပါတယ်တဲ့ chlorine it's very poisonous เนาะ chlorine อ่ะแหละเซชีเยอ่อดังเวมิวซาบิดไปย่อ if inhale အကယ်၍ inhale ဆိုတာဒီချက်ရှုသွင်းလိုက်မယ်ဆိုရင်တော့ even in small quantity ပမာဏနည်းနည်းလေးရှုသွင်းမိရင်တောင်မှဘာဖြစ်တာလဲ poison ဆိုတာအဆိပ်ဖြစ်စေပါတယ် one part of chlorine aids တဲ့เนาะအာ chlorine အဆိပ်ပိုင်းတစ်ပိုင်းမှာဆိုလို့ရှိရင်တဲ့50000 parts of air ပေါ့เนาะလေရဲ့50000ပါမှာဆိုလို့ရှိရင် chlorine က one part စိတ်ပိုင်းတစ်ခုအနေနဲ့ပါဝင်ပြီးတော့ maybe harmful ဆိုတာ NDA ရှိနိုင်ပါတယ်ဒါကြောင့်မို့ chlorine it's about 2% times at dense as a လေးထက်တိတ်သီးစာနှိရာခိုင်နှုန်းစလောက်ပါပြတာလဲရှိပါတယ်တဲ့ chlorine ကလေးထဲမှာအဲဆိုရင်ဒီထက်တော့ bromine လေးကိုကြည့်ရအောင် bromine bromine it's a heavy ပရိုမင်းကကြတော့ကျွန်တော်တို့ heavy leland နဲ့လို့ပြောထားတယ်ပြီးတော့ reddish brown ဆိုတာညိုညောင်ရှိရယ်ပြီးတော့ volatile liquid ဆိုတာကအငွေ့ပြန်လဲတဲ့ liquid အမျိုးအစားဖြစ်ပါတယ် it is a chalky သူကလည်း chlorine လိုပဲမွန်းကျက်တဲ့အနံ့မျိုးရှိရယ် irritating smell ဆိုတာဆက်ပြင်းပြင်းပေါ့နော်အနံ့ဆက်ပြင်းပြင်းအနံ့လေးဖြစ်တယ်တဲ့ပြီးရဲ့အခါကျတော့ bromine means a stench လို့ခေါ်ပါတယ် bromine ကိုအနံ့ဆိုးတယ်လို့တော့သူကသင်စားထား bromine ရဲ့အဓိပ္ပာယ်ကတော့အနံ့ဆိုးပဲတဲ့ပြီးတော့ liquid bromine ကတဲ့နော် that causes bends on the flesh. အသားတွေပေါ်မှာဆိုလို့ရှိရင် teacher တို့လောင်ကျွမ်းမယ်เนาะလောင်ကျွမ်းမှုဖြစ်ပွားတဲ့အခါမှာဆိုရင် which heal with difficulty သူ့ကိုပြန်လဲเนาะပျောက်ကင်းအောင်ကုသဖို့အတွက်ဆိုရင်เนาะခက်ခဲပါတယ်တဲ့ bromine is slightly soluble in water bromine က slightly soluble ဆိုတာက in water ရေထဲမှာအနည်းငယ်မျှသာရင်ပျော်ဝင်တယ်ပြီးတော့ forming a yellowish red solution အကယ်၍အရေထဲမှာပျော်ဝင်တဲ့အခါမျိုးမှာဆိုရင်တဲ့အဝါရောင်ပျော်ရည်လေးဖြစ်သွားပြီးတော့ containing about သူ့မှာဆိုရင် bromine percent Spanish က3%ဆို bromine ပဲပါဝင်ပါတယ်တဲ့ at ordinary temperature ဆိုတာအမှန်အပူချိန်မှာဆိုရင်ပေါ့နော်ပြီးတော့ iodine iodine ကကျတော့ is a purple black black ဆိုတာဒီထက်ကခရမ်းအရင်အရောင်လို့ပြောမှာအနံ့ရောင်ဘက်လည်းတန်တယ်ခရမ်းရောင်ပုံစံလေးလည်းရှိတယ်သူကပြီးတော့ shiny solid ဆိုတာက shiny ဆိုတာတောက်ပတဲ့အဆိုင်ခဲမျိုးလေးဖြစ်တယ်တဲ့ and irritating smell ဆိုတာဆက်ပြင်းပြင်းအနံ့ရှိပါတယ်တဲ့ iodine တွေက supplies sublimation ပေါ့နော်အခဲအငွေ့ပြန်ခြင်းလိုမျိုးဖြစ်တဲ့အခါမှာ rapidly one heated အပူပေးလိုက်တဲ့အခါမှာဆိုရင်တကယ်တော့ iodine ကွာ supply ဖြစ်တယ်ဆိုတာက တခါတည်း solid ကနေ gas အဖြစ်ကိုတန်းဖြစ်သွားတာဟုတ်ပြီနော်အခဲငွေ့ပြန်သွားတာ forming a violet vapor ဘာမျိုးလေးထွက်လာလဲဆိုတော့ဖြစ်ပေါ်လာလဲဆိုတော့ violet vapor ဆိုတော့ခရမ်းရအငွေ့ထွက်လာတယ် from with the black solid နော်ပြီးရဲ့အခါကျတော့ black solid ဆိုတာကအနက်ရောင်အဆိုင်ခဲပေါ့နော်အမဲရောင်ဆိုင်ခဲအဖြစ်ကို can again be obtained by cooling အဲအေးခံတဲ့အခါမှာ teacher တို့အနက်ရောင် solid ကလေးကို ပြန်ရရှိရဲပြောချင်တာကတော့ teacher တို့ခုနက iodine ကိုပြန်ရရှိတယ်လို့ပြောတာပါ။အဲဒီအခဲလေးကိုဒီ terror supply လုပ်လိုက်တယ်ပေါ့အပူပေးခြင်းဖြင့်အဲ့ခါကျအငွေ့ပြန်တဲ့အငွေ့ပြန်ပြီးအဲ့အငွေ့ကိုပြန်ပြီးအအေးခံတဲ့အခါမှာထွက်လာတဲ့အငွေ့တွေကတော့ violet vapor တွေ။ဒါပေမဲ့ အဲ့အငွေကိုဒီချာရိုအအေးခံလိုက်တဲ့အခါမှာ black solid ဆိုရဲခုနကမူလ iodine ၄ပေါ့နော်ပြန်ရရှိပါတယ်တဲ့ iodine it's almost iodine တွေရတဲ့ almost ဒီပါ insoluble in water ဆိုတာရေမှာဘာဖြစ်လဲလုံးဝမပြောင်းဝင်ပါဘူးတဲ့ but readily dissolve in aqueous potassium iodide ဒါပေမဲ့ aqueous potassium iodide မှာဆိုရင်တော့သူကပြောင်းဝင်ခြင်းရှိတယ်တဲ့ this is due to the formation of a compound of potassium iodide and iodine ဒါကြောင့်မို့လို့တဲ့နော် due to the formation ဆိုဖြစ်ပေါ်လာပါတယ် of a compound of potassium potassium iodide drop ပေါင်းနဲ့ iodine ကြောင့်ပေါ့နော်အာဖြစ်ပေါ်လာခြင်းဖြစ်တယ်ပြီးရခါကျတော့ which is very soluble သူတို့တွေကအလွန်ကိုဘာဖြစ်တာလဲ soluble ဆိုတာပျော်ဝင်ပါတယ်တဲ့ this solution is brown အဲ့ဒီပျော်ရည်ဒီဘာဖြစ်လဲ brown color ပေါ့နော်ညောင် color လေးဖြစ်ပြီးတော့ iodine also dissolve in ethanol and ether ဤသနောနဲ့ဤသားမှာပျော်ဝင်တဲ့အခါမှာဆိုရင်လေတဲ့ forming brown solution အညိုရောင်ပျော်ရည်ဖြစ်ပေါ်လာပါတယ်တဲ့ Uh, and in carbon disulfide and carbon tetrachloride carbon disulfide နဲ့ carbon tetrachloride ထဲမှာဆိုရင်တော့တဲ့သူက forming violet solution ဘာရောက်ဖြစ်သွားလဲဆိုတော့ violet ဆိုတော့ခရင်ရောင်ပျော်ရည်လေးဖြစ်သွားပါတယ်